ညီကောင်များအားလုံးမင်္ဂလာပါကျွန်တော်စောကြောင့်နေဖြစ်ပါတယ်ရ COC စာဖတ်နေဗီဒီယိုလေးတွေကိုကျွန်တော် online ပေါ်မှာမျှဝေပေးနေသူတူလည်းဖြစ်ပါတယ်မနေ့ကကျွန်တော်ဆန္ဒကြောင့်မှာနောင်သုံးနေရရဲ့ပြီးလို့ရှိရင်မြန်မာလိုလေးဘလို့ဘာသာပြန်မလဲဆိုတာလေးကိုကျွန်တော်မျှဝေပေးသွားပြီပေါ့နော်ဒီနေ့ကျွန်တော် now phrase ကိုဆက်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ် now phrase ကိုမျှဝေပေးမယ်ဆိုတော့ကျွန်တော်စာကြောင်းလေးတစ်ကြောင်းရေးပြန်စာကြောင်းလေးကြောင်းမရေးခင်ဆန္ဒကြောင့်မှာ now trait ဖြစ်နိုင်တာဘယ်နေရာရှိလဲသုံးနေရာဘယ်နေရာလဲ subject object complement နောက်ဆက်အဲ့ဒီ subject object complement ဆိုရင် noun နေရာမှာဝင်လာမယ် phrase ဘာ phrase noun phrase subject ကိုဘာနဲ့ကောင်း the နဲ့ကောင်း object ကိုကိုနဲ့ကောင်း complement ကို the နဲ့ကောင်းဟုတ်ပြီနော်အဲ့ဆိုကျွန်တော်စမ်းတဲ့တကြောင်းရေးပေးမယ်ညီကောင်ရေကျွန်တော်ဒူလေးလာကြည့်အောင် a tour Yan Beautiful girl is my sister. A tall young beautiful girl is my sister. Okay, ကျွန်တော်တို့အင်္ဂလိပ်စာကြောင်းတစ်ကြောင်းကိုတော့အောင်မြင်စွာဖတ်လို့ပြီးသားပါပြီ။အင်္ဂလိပ်စာကြောင်းတစ်ကြောင်းဖတ်လို့ပြီးသားပြီဆိုရင်ဘာကိုရင်သွားရှာမလဲ? Subject ကိုရှာမလား? Verb ကိုရှာမလား? နဲအဲဆိုရင်ကျွန်တော် simple sentence ၅ကြောင်းပြကြည့် simple sentence ၅ကြောင်းဆိုတော့ subject ကလည်း sentence တိုင်းမှာပါတယ် verb ကလည်း sentence တိုင်းမှာပါတယ်အဲ့တော့ subject ကလည်းအရေးကြီးတယ်လို့ verb ကလည်းအရေးကြီးတယ်ဘယ်သူကပေါ်အားကြီးလဲဆိုတော့လေ့လာကြည့်အောင် come here ကိုကျွန်တော်ပြောတယ်နားလဲလားနားလဲတယ်အဲ့ come here မှာ subject ပါလားမပါဘူးအမ come ဆိုတော့ verb မပါလို့ရလားမရပြောင်း sit down လို့ပြောတယ်နားလဲလားနားလဲတယ်မ sit down မှာ subject ပါလားမပါဘူး sit down ဆိုတော့ verb မပါလို့ရလား မရဒါဆိုရင် subject နဲ့ verb အပြန်တို့ကပေါ်လာကြည့်လဲ verb ကပေါ်လာကြည့်တယ်ပေါ့ဒါဆိုရင်ညီကောမှတ်ထားမှာက sentence တစ်ကြောင်းအင်္ဂလိပ်စာကြောင်းတစ်ကြောင်းတွေ့ပြီဆိုတော့ ਨੇ ဘာကို အရင်သွားရှာမလဲ verb ကိုအရင်သွားရှာမယ် okay ဒါဆိုရင် a tall young beautiful girl is my sister မှာ verb ကဘာဖြစ်မလဲ verb က is okay ဒါဆိုရင် verb တွေ့ဘာတွေ့မလဲ subject ကိုတွေ့မယ် subject ကတော့အရှင်းမှရှိရလဲ ဗတ်ရဲ့အရှင်မှာရှိတယ်ဒါဆိုရင် Etoyan beautiful girl ကဘယ်နေရောင်းနေလဲ subject နေရာမရောက်နေတယ်ဒါဆိုရင် Etoyan beautiful girl is ဖြစ်တယ်ဘာဖြစ်မှလည်းမသိဘူးနော်ဒါဆိုရင် my sister က compliment ဒါဆိုရင် subject verb compliment sentence number 2နဲ့ရတာရင်အမညီကိုမမမြကြည့်လိုက်ပါ subject နဲ့မှာ a tall young beautiful girl စကားပြန်လုံးဖြစ်နေလေလေလုံးလင်းကားလုံးဖြစ်နေတာပေါ့နော်အဲစကားလင်းကားဆို phrase ဖြစ်သွားအဲ့ phrase ကဘယ်နေရာမှာမလာလဲ subject နေရာမှာမဟုတ်လားလေ subject နေရာမှာမဟုတ်လားလေ phrase verb phrase noun phrase အဲ့ subject နေရာမှာမဟုတ်လား noun phrase ကိုဘာနဲ့တွေပဲကောင်း the နဲ့ကောင်းမလေးငယ်ချောမလှဖို့တော့မင်္ဂလေးသည်ကျွန်တော်ညီမလေးဖြစ်သည် ကျွန်မညီမလေးဖြစ်သည်နော်ဒါက subject နေရာမှာရှိတဲ့ noun phrase လေးလားနောက်တော့စာကြောင်းလေးရေးပြအောင်မင်း I saw a toy young beautiful girl i saw a tall young beautiful girl အဲ့စာကြောင်းမှာကျွန်တော်ဘက်ကိုရှာပေးပါဘက်ကဘာဖြစ်မလဲဘက်က saw okay subject က i saw ဆိုတာတွေ့တယ်တွေ့ဆိုဘာတွေ့တာလဲတွေ့ခြင်းခံရမလို့လားဘာကိုတွေ့တာလဲเนาะဒါဆိုရင်ခံရရင် object ဖြစ်ပါတယ်ဒါဆိုရင် a tall young beautiful girl ကဘယ်နေရောင်းနေလဲ object နေရောင်းနေဒါဆိုရင် subject verb object sentence number theory နဲ့ရေးထားတယ်အဲ့မှာ object နေရာမှာကြည့်လိုက် object italian beautiful girl ဆိုတော့စကားလင်္ကာလို့ဖြစ်နေတယ်လင်္ကာလို့ဆိုတော့ဖြစ်သွားပြီလေ phrase ဖြစ်သွားပြီအဲ့ phrase က object နေရာမှာလာတော့ verb phrase noun phrase ပေါ့အဲ့ဒီ object နေရာမှာလာတဲ့ noun phrase ကိုဘာနဲ့တည်းပဲကောင်းမလဲကိုယ်နဲ့တည်းပဲကောင်းမယ်ဘာသာပြန်ပေးမယ်ငယ်ချမလှဘာသာမင်္ဂလာတယောက်ကိုကျွန်တော်ဒီတွေ့ခဲ့သည်မြင်ခဲ့သည်ဟုတ်ပြီနော်နောက်ထပ်စာကြောင်းရေးပေးမယ် Thank you. beauty parlor makes mala beautiful girl beauty parlor makes mala beautiful girl အမ beautiful makes mala beautiful gamma bago shara baga makes okay subject က beautiful makes ရဒီမှာဖြစ်စေတယ်လို့ပြောတာပြမပေါ့နော် ဖြစ်စေတယ်ဘယ်လိုဖြစ်စေတာလဲဒါဆိုမလာက object ဟာဘယ်လိုဖြစ်စေတာလဲအဲဆိုရင် beautiful girl က compliment subject verb object compliment sentence number 5နဲ့ရေးထားတယ်အမ compliment နေရာမှာကြည့်လိုက်ပါ beautiful girl စကားနှလုံးဖြစ်နေတော့ phrase ဖြစ်သွားပြီအဲ့ phrase က compliment နေရာမှာလာတော့ဘာ phrase လဲ noun phrase အဲ့ complement နဲ့မှာလာ noun phrase ကိုဘာနဲ့တွေ့ပဲကောင်းမလဲ the နဲ့ကောင်းမယ် subject ဘာနဲ့ကောင်း the နဲ့ကောင်း object ကိုကိုယ်နဲ့ကောင်း complement ကို the နဲ့ကောင်းမယ်နော်ကျွန်တော်ဘာသာပြန်ပေးမယ် beauty parlor သည် မလှကိုမင်းမလှလေးဖြစ်စေသည်မင်းမချော်လေးဖြစ်စေသည် okay အဲ့မှာညီကောင်းကကြည့်လိုက်ပါဒီအစအကြောင်းမှာ noun phrase ၃နေရာကို ကျွန်တော်အရှင်းပြပေးသွားပြီ ပထမစာကြောင်းပြန်ကြည့် A tall young beautiful girl is my sister မှာကျွန်တော် tall လေးကိုဖြုတ်မယ်ဗျာ A young beautiful girl is my sister မဲလှပါတော့မင်းလေးဒီကျွန်တော်ညီမလေးဖြစ်တယ်လို့ကျွန်တော်ပြောတယ်အဲဒီပြတ်သွားလားမပြတ်သွားဘူးเนาะဒါဆိုကျွန်တော် young လေးထပ်ဖြုတ်မယ် All beautiful girl is my sister လို့ပြောတယ်ဒါပဲပြတ်လားမပြတ်ဘူးပြောချင်တာက now face မှာစကလုံးရဲ့အတွက်ကံတော်မရှိဘူးကျွန်တော်မှာစကလုံးနဲ့ကြွရင်ကြွရတယ်လို့ကျွန်တော်ထပ်ပြီးတော့ရေးလို့ရတယ်ဒါက now face ထူကြတဲ့ချက်နောက်တစ်ချက် a noun phrase ကိုကျွန်တော် wh တင်လဲရေးလို့ရတယ်ဘယ်လိုလဲကြည့်မယ်နော် he he does not know what to do no he does not know what to do အမဘတ်ကိုရှာတော့ဘတ်က no okay subject က ဟေး no ဆိုတဲ့ does not တော့မသိဘူးဘာကိုမသိတာလဲမသိချင်ခံတော့ what to do က object နေအောင်လေ subject verb object center 3နဲ့ပဲရထားတယ်အမှ what to do ကစကားသုံးလို့ဆိုတော့ phrase ဖြစ်သွားပြီလေအဲ့ phrase က object နဲ့ noun phrase ပါမဟီ does not know what to do ဘာလို့ရမန်းကိုသူမသိဘူးတဲ့ what to do ဆိုတော့ဘာလို့မှမသိဘူးဘယ်နေရာမှာဆိုရင် well it tell like ပေါ့ဘယ်လို့ဆိုရင် how ် patience of one ဒါလေးပြောခြင်းမယ်ဘာလို့တော့မကျွန်တော်မသိဘူး i don't know what to do ဘယ်လိုလုပ်မှကျွန်တော်မသိ i don't know how to do ဘယ်ချင်လို့မှကျွန်တော်မသိ i don't know what to do ဘယ်နေရာမှာလုပ်မသိဘူးဗျာ i don't know where to do ဒါဆိုရင် wh တွေအများကြီးထည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့စာကြောင်းတွေအများကြီးရေးလို့ပြောလို့မရတော့လားရသွားတယ် okay ဒါဆိုရင်ကျွန်တော် now phrase လေ့လာတာပြီးဆုံးသွားပြီဒါဆိုပြန်ပြောကြည့်မယ်7ကြောင်းမှာ now phrase ဖြစ်နေတာဘယ်နေရာသုံးနေရာဘယ်နေရာလဲ subject object complement ဒါဆိုအဲ့ဒီ subject object complement ဆိုရယ် noun နဲ့မှာဝင်လာမဲ့ phrase ဘာ phrase noun phrase subject ကိုဘာနဲ့ကောင် the နဲ့ကောင် object ကိုခုနဲ့ကောင် complement ကို the နဲ့ကောင် noun phrase မှာထူးခြားချက်နဲ့ဆက်ရှိတယ်ပထမချက်က तू noun phrase မှာသကလုံးရထွက်ကန်တာမရှိဘူးနောက်တစ်ခုက तू wh နဲ့ရေးလို့ရတယ်နောက်ဒါဆိုရင်ညီကောင်အမများဗီဒီယိုလေးကိုကျွန်တော်ဒီမှာရထားမယ်ကျွန်တော်ဗီဒီယိုလေးကညီကိုမောင်မတွေအတွက် ဘုဒ္ဓရတဲ့ရစေတဲ့အကျိုးရှိစေဆိုလို့ရှင်အခြားသောသူများလည်းဒီလာခွင့်ရအောင် like and sharing လုပ်ပေးတာပါညီကောင်များ thank you so much see you next video နောက်ထပ် video လေးကျွန်တော် edit the freaks မှာပြန်ပြီးတော့ဆုံတွေ့ကြပါမယ် bye bye